ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ချွေးမနှစ်ယောက်လုံးကမနဲ့ရေမိုးချိုးပြီးတူလစီအပင်ကိုရေလောင်းနေကြပါတယ်ဒီချိန်မှာရောက်ခမဒေါ်တော်ရာရောက်လာခဲ့ပါတယ်တူစီမဲတော်ကတော့ပါတယ်ဒီနှုတ်နှစ်ယောက်ပူဆော်ပြီးပြီလားဒါနဲ့ မနေ့ကနင်တို့ချွေးမနဲ့ပထမဆုံးမိဖို့ကြောင့်ဝင်တဲ့တလေအတွက်ချက်တဲ့ဟင်းရလေအရန်စားကောင်းတာပဲဒါပေမဲ့ဒီနေ့မနေ့စာရောဘာချက်မှလဲအမေကျမပါစတာလုပ်လိုက်ရမလားမဟုတ်ဘူးချွေးမမနေ့စာအတွက်တခုခုချက်ဖို့ပြောနေရလေပါစတာတို့ခောက်ဆွဲတို့မဟုတ်ဘူးငါတို့အိမ်ကလူတွေကပေါင်ပေါင်အရန်ကြိုက်ကြတာဒါပေမဲ့ပေါင်ပေါင်အလုပ်ကိုတော့ဘသူမှမစားကြဘူးနင်တို့ညောင်အဲ့ဒီပေါင်ပေါင်နဲ့တခုခုလုံနိုင်ပြော အမေကျမပေါင်ပေါင်နဲ့အရန်ကောင်းတဲ့အစားအစာတွေကိုလုပ်တတ်တယ် ျမယူလာခဲ့မယ်နော်အဲ့လိုပြောပြီးရင်းမုံကမိဖို့ကြောင့်လေးကိုသွားပြီးဒီကင်းတစ်တာကိုအရင်ဆုံးဖွင့်လိုက်ပါလေအော်ဟုတ်သားပဲငါမှတ်ထားသလားမင်းညဘန်းကော့ဘီနဲ့အာလူဟင်းကြံသေးရဲ့အဲ့ဒါတွေကိုကြည်အောင်ခြေပြီးတော့ခန်းချင်သီးနဲ့ကြက်တုံနေကိုထည့်လိုက်မယ်ပြီးရင်ပေါင်မုံနဲ့ညက်ပြီးတော့กินကျွေးလိုက်မယ်အဲ့လိုပြောပြီးရင်းမုံကဟင်းသီးဟိရပေါင်မုံကိုလုံနေပါတယ်ဒါကိုမြင်တော့ဆန်ဒီကစိတ်ထဲကနေတိတ်တိတ်ကလေးရှိလိုက်ပါတယ် ဒီဆင်းရဲတဲ့လင်ညီမအကြီးကလည်းတုံအားလိုက်တာအိမ်ကလူတွေကိုပေါင်ပေါင်နဲ့ညဟင်းအကြံတွေကျွေးနေတယ်ငါလည်းအဲ့လိုတခုခုလုပ်ရင်ကောင်းမလားပဲอืมငါနှုတ်ခဲပေါင်ပေါင်လှုပ်ကျွေးလိုက်ရင်ကောင်းမယ်ဒီမနေ့ကမှနှုတ်ခဲတုံးနေဝယ်လာလေစန်ဒီမတည့်ရက်ပြီးဘာတွေစဉ်းစားနေရတော့လင်ညီမကြီးရဲ့ဟင်းသင်းရွက်ပေါင်ပေါင်မြင်မြန်လေးလှုပ်လိုက်ပါဘာလို့လဲဆိုတော့ပြီးရင်ကျမနှုတ်ခဲပေါင်ပေါင်လှုပ်တော့မယ်အိမ်ကလူတွေကလင်ညီမအကြီးရဲ့ဟင်းသင်းရွက်ပေါင်ပေါင်စားမလား ကျမရဲ့နှုတ်ခဲပေါင်ပေါင်စားမလားဆိုတော့စောင့်ကြည့်ရအောင်နှစ်ဆန္ဒအတိုင်းပဲပေါ့ပြီးတော့ညဟင်းကနည်းနည်းပဲကြံတော့ငါပေါင်ပေါင်တစ်ခုစီပဲလုတ်ပေးနိုင်မယ်နေလက်လုံမယ်ဆိုတော့ပိုကောင်းတာပေါ့ဒါကတော့ရင်းမမသူကဆင်းရဲတဲ့မိသားစုကနေရောက်ခမဟင်းကိုရောက်လာခဲ့တာပါဒါပေမဲ့သူကအရင်နေမရေးချရှိတဲ့မိန်းကလေးတယောက်ဖြစ်ပါတယ်ဒင်ညီမအငယ်ကတော့ချမ်းသာတဲ့မိသားစုကနေရောက်လာတာဖြစ်ပါတယ်သူကပတ်စံဖြုံးမှုပဲတည်ပါတယ် ဒီလိုနဲ့ချိန်လင်းငယ်ကြမှာတော့နေအောင်လုံးကသူ့ရဲ့ပေါမုံလေးကိုလှုပ်ပြီးအိမ်သူအိမ်သားတွေရှိကိုယူလာလိုက်ပါတယ်။အိုးဒါကနူခေးပေါမုံမေကြည့်ရတာတော့တော်တော်လေးစားကောင်းမဲ့ပုံမေဒါအားလုံးစားကြရအောင်။စားလိုက်တာနဲ့ပဲအားလုံးကမျက်နှာမေ့သွားကြပါတယ်။ဘာဖြစ်လို့လဲအမေနဲ့အဖေအဖေတို့ကကျမလှုပ်ပေးထားတဲ့နူခေးပေါမုံမကြိုက်ကြဘူးလား။အော်ချွေးမကြီးဒီထဲမှာစားနေငရုတ်သီးဘာမှလည်းကောင်းကောင်းပါမလာဘူး။ ပြီးတော့ကောင်းကောင်းလည်းမกินတော့ဘူးဟုတ်တယ်ရောင်းမရေဒါကြီးကအရန်ထူဆက်နေတယ်နှုတ်ခဲတွေအကုန်လုံးရောင်းမအလကားဖြစ်အောင်လှုပ်လိုက်တာပဲရောင်းမလှုပ်တဲ့နှုတ်ခဲပေါင်ပေါင်ကဘာမှအကျိုးမရှိဘူးချွေးမရေချွေးမကြီးကလှုပ်ပေးမယ်လို့ပြောထားတာ哦နေရပါလို့တလောက်ထိလှုပ်ပြချင်ရတာလဲအခုဘာစားရတော့မှလဲပြောဘာမှမဖြစ်ပါအောင်အမေကျမလည်းဟင်းသီးရွက်ပေါင်ပေါင်ကိုလှုပ်ထားပါတယ်အမေတို့စားကြည့်လိုက်နော်ဇန်နီရဲ့မျက်လုံးထဲမှာမျက်ရည်နဲ့ဒေါသကိုတပြိုင်တည်းချင်းမြင်နိုင်ပါတယ် ပြီးတော့ဆင်းရဲတဲ့ချိန်မှာလှုပ်ပြီးတဲ့ဟင်းဒီဟင်းရပါမုံကိုတော့အားလုံးကပျော်ရွှင်စွာနဲ့စားနေကြပါတယ်။ဘာမကြီးမကြီးလှုပ်ထားတဲ့ဟင်းဒီဟင်းရပါမုံကရမ်းကောင်းတာပဲ။ဒါမဲ့ဒီရတာမနစ်ညဟင်းနဲ့နည်းနည်းဆင်းနေတယ်။ဟုတ်တယ်ချိန်မရေငါစားတော့လဲဒါမနစ်ညဟင်းနဲ့အရတာတူနေတယ်။အဲ့ဒါပါလို့လဲဆိုတော့အမေရေကျမမနစ်ညအလူနဲ့ပန်းကော်ပီဟင်းကိုကြည်အောင်ချေပြီးတော့ဟင်းခက်မွေးကြိုင်တွေထပ်ထည့်ပြီးတော့ဟင်းသင်းရွက်ပေါင်ပေါင်ညက်ကိုလောက်လိုက်တာပါ။ အဲ့လိုဆိုရင်မင်းညာဟင်းတွေလည်းအလဟတမဖြစ်တော့ဘူးလေပြီးတော့ကျမတို့အားလုံးကမနှက်စာမှာတောက်ပေါင်းမုန်းနဲ့တူတူပေါင်းစားပြီးတော့ကုံအောင်လဲလှုပ်လိုက်တာပေါ့အဲ့ဒါကြောင့်လဲဒါလက်ဖက်ရည်နဲ့ဆိုပို့ပြီးတော့စားကောင်းနေရပေါ့ဝါချွေးမကြီးမင်းကအရင်တော်တာပဲချွေးမကြီးဒီနိုကဲပေါင်းမုန်းကိုအမိုက်ပုံးနဲ့သွားပြစ်လိုက်တော့တောက်ဘသူမှစားမှာမဟုတ်ဘူးစန်ဒီကငိုပြီးမိဖို့ကြောင့်လေးကနေအမိုက်ပုံးနဲ့မှနူကဲပေါင်းမုန်းကိုပြစ်လိုက်ပါတယ်ဒီအတော့မကြတဲ့ဟာမှာ ညာဟင်းကိုကြွေးပြီးသူ့ကိုသူတော်ရံများထိနေလားမသိဘူးသူ့ကိုတော့ငါအလွတ်မပေးဘူးကြည်နေနောက်နေ့မနေ့မှလေးရောင်းမကဟင်းသင်းဟင်းရပါမို့စားခြင်းကြောင်းပြုတ်ခဲ့ပါတယ်ပရီတာရေဒီချိန်မှာဟင်းတွေကမကြံတော့ဘူးဒါပေမဲ့မုံလာဥနေငရုတ်ပွားနဲ့ကြံတဲ့ဟာတွေတမျိုးနှမျိုးတော့ကြံသေးတယ်တခြားဟင်းထဲမှာလည်းထည့်လို့မရတော့ဒီနေ့မနေ့စာအတွက်လည်းငါဟင်းသင်းဟင်းရပါမို့ပဲလှုပ်ပေးလိုက်တော့မယ်ရှင်မုံကဟင်းသင်းဟင်းရတွေအားလုံးကိုလှီးပြီးကြော်လိုက်ပါတယ် ပြီးတော့ဒင်ဂျင်နဲ့အတူပေါင်မုံပေါ်မှာတုတ်ပြီးတော့ကျွေးလိုက်ပါတယ်။အဲဒါကစားလို့အရင်ကောင်းတော့အင်းကလူတွေလည်းချွေးမစီမှာထက်ခါထက်ခါတောင်းကြပါတယ်။ဂျင်းမုံကြီးမင်းလက်ရောင်ကောင်းလိုက်တာဒါမင်းညာဟင်းတင်းရွက်ပေါင်မုံနဲ့မတူပါလား။ဒီနေ့ဘာလို့ထပ်ပြီးထည့်လိုက်တာလဲ။ဟုတ်တယ်မကြီးရေပြောပြပါလား။ဒီနေ့မကြီးလုံးတဲ့ဟင်းတင်းရွက်ပေါင်မုံကမတူဘူး။ပြီးတော့ဒင်ဂျင်ရတာလေးလည်းနည်းနည်းပါနေတယ်။မန်လေးရေအလိုကမရှိဘူး။ပြီးတော့တာမန်ဟင်းတင်းရွက်တွေပဲရှိတယ်။ အဲ့လိုဟင်းသင်းရွက်ပေါင်မုံကိုတိတ်မကြိုက်မှာဆိုလို့တင်ချင်နေနဲ့ကိုထည့်လိုက်တာပါ။အော်အဲ့လိုလားမကြီး။ကြီးပါအောင်စံနေကြီး။မကြီးကဒီနေ့လည်းအရင်ကောင်းတဲ့ဟင်းသင်းရွက်ပေါင်မုံကိုလှူထားတယ်။မင်းကလည်းပေါင်မုံနဲ့တခုခုကောင်းတာလေးလှူလာပါလား။ရှင်စိတ်မပူပါနဲ့။ကျမဒီနေ့ညနေစာအတွက်ပေါင်မုံနဲ့စားစရာကောင်းကောင်းလေးကိုလှူကျွေးပါမယ်။ရှင်ရုံးကနေစစောပြန်လာနော်။ကောင်းပြီ။ချွေးမကြီးငါတို့အားလုံးလည်းရှိရယ်လေ။ငါတို့အတွက်လည်းလှုပ်ပေးဖို့မမေ့နဲ့နော်။ဟုတ်ကဲ့ပါအမေ။ ဒီနေ့ငါအင်တာနက်ကနေနှုတ်ခဲပေါင်မုံချက်နေကိုရှာကြည့်လိုက်မယ်။ပြီးတော့တခုခုထူးခြားတာကိုလှုပ်ပေးမယ်။အင်းကယောက်ျားလေး၃ယောက်ကဂျုံကိုသွားလိုက်ကြပါတယ်။ပြီးတော့ရီတာကလည်းကိုလီကိုသွားလိုက်ပါတယ်။ချိန်မနှစ်ယောက်လုံးကအင်းကအလုပ်တွေလုပ်ပြီးညနေကျတော့ဆန်နီကဖုန်းထဲကနေချက်နီးပြုံနီးကိုကြည့်ပြီးတော့ဈေးသွားကပစ္စည်းတွေဝယ်လာခဲ့ပါတယ်။ပြီးတော့နှုတ်ခဲပေါင်မုံကိုစလုပ်ပါတော့တယ်။အိမ်ထဲမှာထောဘတ်နဲ့အော်ရီဂန်နိုတွေကိုပို့ထည့်ပြီးအိမ်သူအိမ်သားတွေကိုခူးကြွေးပါတယ်။ဟဲ့ချွေးမရဲ နင်တာဘလို့နှုတ်ခဲပေါင်ပေါင်ယူလာတာလေနှုတ်ခဲတွေအကောင်လုံးကတူးသွားပြီဟုတ်တယ်ရောင်းမရဲ့ရောင်းမတူးတဲ့အချိန်လောက်တာတော့မှဒီလိုပဲလှုပ်လိုက်တယ်ရောင်းမရဲ့တကယ်လို့ရောင်းမမလှုပ်တတ်ဘူးဆိုရင် ရောင်းမအကြီးကိုလှုပ်ခိုင်းလိုက်ပါလားအခုဒီလိုတူးနေတဲ့နှုတ်ခဲပေါင်ပေါင်ကိုစားရမှာလားတမ်းမှန်ပါတဲ့အဖေကျမအဖေတို့အားလုံးကောင်းကောင်းမွန်မွန်ကျွေးချင်ခဲ့တာပါအဖေတို့ခဏလေးပဲစောင့်ကျမအပြင်းနေမှာပေးမယ်နော်ဆန်နီကနုခဲပါမုံကိုအွန်လိုင်းကနေမှာပြီးအင်ကိုပို့ခိုင်းလိုက်ပါတယ် ပြီးတော့အားလုံးကိုကြွေးခဲ့ပါတယ်။ဒါပေမဲ့အရင်ကြီးစားမကောင်းပါဘူး။စန်းနီမင်းလက်ရနိုခဲပေါမုံကိုစားကျင်လို့ငါရောင်းရနေအိမ်ကိုအမြင်လာခဲ့တာ။ဒါပေမဲ့မင်းကအရင်ဆုံးတူးသွားတာကိုလုပ်တယ်။အခုလည်းအပြင်းအမာကြီးတယ်။မကြီးကိုချီးကျူးတယ်လို့မင်းကိုလည်းချီးကျူးပေးမယ်လို့စိတ်ကူးထားတာ။ဒါပေမဲ့ဘာမှမဖြစ်ပါဘူးမတ်လေးရဲ့။မတ်လေးသူ့ကိုစိတ်မကောင်းမဖြစ်အောင်မပြောပါနဲ့။ထားလိုက်ပါလင်ညီမကြီး။ကျမဖက်ကနေဝင်ပြောပေးနေစရာမလိုပါဘူး။ အနည်းဆုံးတော့ကျမအားလုံးကိုကိုယ်တိုင်လှုပ်ကျွေးဖို့ကြိုးစားနေရပဲပြီးတော့ကျမချမ်းသာလို့နှုတ်ခဲနဲ့လှုပ်ထားတဲ့ဟာတွေကိုလှုပ်ကျွေးနိုင်တယ်လို့အပြင်းအနေနဲ့မှာကျွေးနိုင်ပါတယ်။ဒါပေမဲ့လင်ညီမကြီးကကြတော့ညာဟင်းအကြံတွေကိုပေါင်ပေါင်းနဲ့ညက်ပြီးမနှက်စာလှုပ်ကျွေးနေရလေ။အဲ့ဒါကောင်းတာမှမဟုတ်တာ။ထားလိုက်ပါ။လင်ညီမကြီးကစင်းရဲတဲ့အိမ်ကနေရောက်လာတာလေ။အဲ့တော့စင်းရဲသားတွေရဲ့အကျင့်တိုင်းပဲလှုပ်မှာပေါ့။ဘာလို့လဲဆိုတော့လင်ညီမအကြီးရဲ့အိမ်မှာပတ်စံတာရှင်။လင်ညီမကြီးကနှုတ်ခဲပေါင်ပေါင်းလှုပ်ပေးမှာပေါ့။ ဟင်းသင်းရွက်ပါမို့လှုပ်ပေးနေမှာမဟုတ်ဘူးဒီစကားကိုကြားတော့ရင်မုံကငိုပြီးသူ့ခန်းထဲကိုသွားခဲ့ပါတယ်အဲ့တော့ဒေါ်တော်ရာကဆန်ဒီရဲ့နင်ကချွေးမကြီးကိုဆင်းရဲတယ်လို့ဘလို့ပြောရတာလဲ။ तू ကဆင်းရဲတဲ့အိမ်ကနေလာခဲ့တယ်ဆိုပေမဲ့ तू ကနှစ်လိုမျိုးပတ်စံရောအစားတောက်ရောနှစ်ခုလုံးမဖြုံးတိတတ်ဘူး။ तू ကချွေတာတတ်တယ်။ဒါပေမဲ့နင်သိလား။အပြင်ကနှုတ်ခဲကဘလောက်တောင်မကောင်းဘူးလဲဆိုတာ။အဲ့တော့နင်ကငါတို့ချက်ကျွေးနေရလေ။ရောင်းမအငဲရေ ဒီနေ့ရောင်းမလို့တာအရင်မှားတယ်နော်အရင်တော့မှအားလုံးကကိုခန်းလေးကိုသွားလိုက်ကြပါတယ်ပြီးတော့ဒေါ်တော်ရာကလည်းရင်းမုံကိုနှင့်သိမ့်ပေးခဲ့ပါတယ်ဒီမှာကြည့်ချွေးမနင်ရှင်းပြနေစရာလုံးဝမလိုနင်ကအားလုံးအတွက်ကောင်းတာနဲ့ချွေတာတဲ့အကြောင်းကိုပဲစဉ်းစားတယ်ဆိုတော့ငါသိပါတယ်ကဲနင်လက်နဲ့လှုပ်တဲ့ဟင်းသီးရွက်နဲ့အာလူပေါင်ပေါင်မြ мян လေးကျွေးလိုက်တော့ဟုတ်ကဲ့ပါမယ်အိမ်တော်မှာရင်မုံကအာလူကိုပြုတ်ပြီးတစ်ဖက်မှာတော့အာလူနဲ့နဲ့ဟင်းကိုချက်ပြီးတော့ ောက်တစ်ဖက်မှာအာလူကိုပေါမုံနဲ့ထည့်ပြီးกินလိုက်ပါတယ်။အင်္ဂလူတွေကရင်မွန်လုပ်ပေးတဲ့ဟင်းသီးဟင်းရွက်ပေါမုံကိုစားပြီးအရင်ပြုံးရှင်သွားကြပါတယ်။ဆန်နီကတော့ရင်မွန်ဟင်းသီးဟင်းရွက်ပေါမုံကိုမလုံနိုင်အောင် ကျင်းတဲ့ဟင်းတွေကိုလွှင့်ပြလိုက်ပါတယ်။ဒီလိုနဲ့တနေ့မှာတော့ဒေါသနာရဲ့ဆွေမျိုးတွေရဲ့ကလေးတွေကအင်ကိုရောက်လာပြီးပေါမုံစားကျင်တယ်လို့ပူဇော်ပါတယ်။ဒီတော့ဆန်နီကကလေးအတွက်နူကေးပေါမုံကိုလှုပ်ပြီးယူလာခဲ့ပါတယ်။အဲဒီပေါမုံကိုစားပြီးတော့ကလေးကပြောလိုက်ပါတယ်။ အာဒီပါမုံကြီးကတားမစက်ထဲမှာရမ်းဆိုးတယ်ဒါမကောင်းတာအလူပါရဲပါမုံကိုစားချင်တယ်။အော်အာလူနဲ့နဲ့တိတ်ထားတာရှိတယ်။ငါကလေးတွေအတွက်အာလူပါမုံကလှုပ်ပေးလိုက်မယ်။အဲ့ဒီနောက်မှာရင်မောင်ကကလေးတွေကိုဟင်းသီးဟင်းရွက်ပါမုံလှုပ်ပေးပြီးတော့ကျွေးလိုက်ပါတယ်။ဝါအဲ့ဒီဒါအရန်ကောင်းတယ်။ဂျေဆုတက်မာရဲရင်မောင်ရဲ့နေကငါကလေးကိုကျမ်းမာရေးနဲ့ညီညွတ်တဲ့ဟင်းသီးရွက်ပါမုံကျွေးနိုင်လို့တော်သေးတယ်။မဟုတ်ရင်လေ အခုခေတ်ကနှုတ်ခဲပီစာပေါင်မောက်နေတာအတုရဲကြီးပဲအမပြောတာမှန်တယ်အမပေါင်ဆူလို့ရလဲကျမကလေးတွေကိုမကောင်းတဲ့ဟာတွေကျွေးတယ်လို့ပြောချင်တာလားမဟုတ်ပါဘူးငါထားလိုက်ပါတော့ကျမဘာမှမကြားချင်တော့ဘူးဒေါသထွက်ပြီးဆန်ဒီကသူ့အခန်းလေးကိုသွားလိုက်ပါတယ်နောက်ဆုံးမှာတော့သူကအိမ်မှာရှိတဲ့နွားနုနဲ့နှုတ်ခဲကိုလှုပ်ပြီးအလုံးအတွက်နှုတ်ခဲပေါင်မောက်ကိုပြန်လှုပ်ပေးပါတယ်ဒါပေမဲ့အင်္ဂလူတွေကအဲ့ဒါကိုစားပြီးတော့ထွေးထုတ်လိုက်ကြပါတယ် ထွေဟာဒီနုခေရအရင်ခါတာပဲ။အိုးဖရာကြီးငါပါဇက်လေးပြက်သွားပြီ။ထွေးမငယ်ကြီးနောက်ဆိုမင်းဘာပါမုံကိုမှမလုပ်ပါနဲ့တော့။မောင်ရင်ငါတို့ပါမုံကိုတော့မဟုတ်လားလိမ့်မယ်။ဟုတ်တယ်ထွေးမဆန်တီရဲ့။နေရပစ္စည်းရောအစားတောက်ရော အကုန်လုံးလကားပြောင်လုံနေရပဲ။ထွေးမကြီးရှိတယ်လေ။သူကဟင်းသီးရွက်ပါမုံလှုပ်လိုက်လိမ့်မယ်။သူ့ရဲ့ဟင်းသီးရွက်ပါမုံကအရင်ကောင်းတယ်။ပြီးတော့ထွေးမကြီးနင်တင်းနဲ့ပါဟင်းသီးရွက်နဲ့ပါမုံကိုလှုပ်ကျွေးမှလဲ။အမေရဲ့ ိန်းဥကျော်ကြံသေးတယ်လေအဲ့ဒါနဲ့ပဲလှုပ်လိုက်မယ်အဲ့နောက်မှာရေမုံကပိန်းဥကျော်နဲ့ပအောင်ကိုလှုပ်ပြီးအင်းကလူတွေကိုကျွေးလိုက်ပါတော့တယ်ဒီလိုနဲ့အချင်းတွေကြာလာခဲ့ပါတယ်ပြီးတော့ဆန်ဒီကဆင်းရဲတဲ့ချွေးမရဲ့ချီချူးမှုတွေကိုကြားပြီးမနာလူတွေဖြစ်လာခဲ့ပါတယ်ဒါပေမဲ့သူဟာအခန်းထဲမှာထိုင်ပြီးစဉ်းစားနေခဲ့ပါတယ်ငါနှုတ်ခဲပအောင်မှာမပါတဲ့အရာအဲ့ဒီဆင်းရဲတဲ့ချွေးမရဲ့ဟင်းသင်းရွက်ပအောင်ထဲမှာပါများရှိနေလို့လဲငါအားလုံးကောင်းကောင်းကြွေးဖို့ကြိုးစားတာပဲလေ ဒါပေမဲ့ဘတော်မှအဆင်မပြေဘူးအမြဲတမ်းကတစိုက်ကောင်းကောင်းနဲ့လှုပ်ထားတဲ့ဟာတွေကိုပဲကြွေးဖို့ကြိုးစားခဲ့တာဆန်ဒီရဲ့အစားတောက်ဆိုတာအမြဲတမ်းစိတ်နဲ့မြင့်တာနဲ့အတွေ့အကြုံနဲ့ချက်ပြုတ်ရတာနေရနှစ်နှလုံးသားနဲ့မိသားစုဝင်တွေအတွက်ဟင်းသီးဟိရွက်နဲ့နှုတ်ခဲပေါင်ပေါင်းလှုပ်ရင်အိမ်ကလူတွေအလုံးကပျော်ပျော်ရွှင်ရွှင်နဲ့စားကြမှာပါငါအနေနဲ့တူတူရှိနေပါတယ်ဆန်ဒီကရင်မုံရဲ့စကားကိုယုံကြည်ပြီးနှလုံးသားတွေကနေနှုတ်ခဲပေါင်ပေါင်းနဲ့ဟင်းသီးဟိရွက်ပေါင်ပေါင်းကိုလှုပ်ပြီးအိမ်ကလူတွေကိုကြွေးခဲ့ပါတယ် တော်ပါတော့ရောင်းမရဲ့ရောင်းမရဲ့နှုတ်ခဲပေါင်မမဖြစ်ဖြစ်ဟင်းသိမ့်ရွက်ဘာမမဖြစ်ဖြစ်ဘာကိုမှမစားချင်တော့ဘူးရောင်းမအမြဲတမ်းအဆင်မပြေတာပဲလှုပ်နေတာဒီနေ့ तू အဲ့လိုမလှုပ်ထားပါဘူးအမေတို့အားလုံးတစ်ခါလောက်စားကြည့်နော်အခုအိမ်ကလူတွေအားလုံးကစန်းဒီလက်နဲ့လှုပ်တဲ့ပါမုံနှမျိုးလုံးကိုစားပြီးတော့အရင်ပြုံသွားကြပါတယ်။ဝါအန်အန်တင်စီရပဲ။အရင်ကတော့ချွေးမကပါမုံတစ်မျိုးတောင်ကောင်းကောင်းမလုံနိုင်ခဲ့ဘူး။ပြီးတော့ဒီနေ့ချွေးမကပါမုံနှမျိုးလုံးကိုလှုပ်ထားတယ် ။ဘာလို့လဲဆိုတော့အဖေရေဒီထဲမှာကျမရဲ့ကြိုးစားမှုမရှိဘူး။အမရင်မောင်ရဲ့ကြိုးစားမှုရှိနေတယ်။အခုမှပဲနားလည်သွားတော့တယ်။ဉာဏ်ပညာနဲ့ခြွေတာပြီးချက်ထားတဲ့စားတော့ကမှစားလို့ကောင်းတာပါ။ပြီးတော့အခုအားစပြီးကျမဟင်းသီးရွက်တွေမလွတ်ပြစ်ခင်နှစ်ခါလောက်ပြန်ဆင်းစားပါမယ်။ကောင်းပါတယ်ခြွေးမရေ။နေရခြွေးမအကြီးစီကနေနည်းနည်းတော့တင်ယူလိုက်ရတာပေါ့။ဒီလိုနဲ့အားလုံးကပျော်ရွှင်စွာနဲ့ပဲစန်ဒီချက်ပြီးတဲ့ဟင်းသီးဟင်းရွက်နဲ့လူကဲပေါမုံကိုမင်းရင်ရှက်ရည်စားကြပါရစေ။ ရိသက်တွေချွေတာချင်းညှင်းရှင်းချင်းနဲ့တွေ့ကြုံတို့နဲ့တီးဆောင်ထားတဲ့ပေါင်းတင်ဆက်ဆံရေးနဲ့အစားအသောက်နှစ်ခုလုံးကကြာရှည်ခံပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်